ဒဂိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကရွာကိုစစ်ကြောင်းထတ်တော့ဖို့စိုးအုပ်စုကအင်အားတွေထတ်တိုးပြင်ဆင်နေရလို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်မုံရွာမြို့မှာအခြေစိုက်ထားတဲ့စိုးအုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့နှစ်မိုင်ကျော်သာကွာဝေးတဲ့ကြောက်ကရွာကိုစိုးအုပ်စုကဩဂုတ်လ၈ရက်နေ့ကလေးကစီးနင်းဝင်ရောက်ပြီးတဲ့နောက်ဒေသခံတွေကိုတပ်ဖြတ်တာနေအိမ်တွေကိုမိရှို့ခဲ့ပြီးနောက်ကျေးရွာအတွင်းအထိုင်ချတဆဲထားတာဖြစ်ပါရယ်စိုးအုပ်စုတွေဟာပြည်သူတွေစပေးရှောင်ထွက်ပြေးနေရချင်း ကြောက်ကမြောက်ရတဲ့ကိုမကြခဏဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုမှွေနှောက်ယူဆောင်တာတွေလည်းလှုံ့ဆောင်နေပါဗျ။ဒါအပြင်အစိုးစုတဆဲထားတဲ့ရွှေကူနီဖျားအနေမှာအော်တိုဘာလ17ရက်နေ့ကလေးကအင်အားတွေထပ်တိုးထားတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်ထိမုံရွာအရာတော်ကာလန်ပိုင်းကြောက်ပါရွာကိုအထိုင်ချတဆဲနေတဲ့အစိုးစုတွေကြောင့်ပြည်သူ3000ခန့်မှာစပေးရှောင်ထွက်ပြေးနေရဆဲဖြစ်ပါတယ်။စပေးရှောင်ကာလ2လကျော်ကြာမြင့်လာပြီဖြစ်ပြီးကုညီထောက်ပံ့မဲ့သူမရှိသလောက်နေပါနေရကြောင်း စားနပ်ရိက္ခာနဲ့ဆေးဝါးတွေလည်းလိုအပ်နေရဲလို့ဒေသခံသတင်းအမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့အဂိုလာ၁၈ရက်နဲ့၁၉ရက်တို့မှာကြောက်ကတောင်ရွာကိုစိုးအစုတွေကနှစ်ရက်ဆက်မီးရှို့ခဲ့တာကြောင့်နေ80ခန်းလဲမီးလောင်ပြားချခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်အဂိုလာ၁၈ရက်ကစတမီမုံရွာမြို့နယ်ကြောက်ကရွာကိုစင်းနေကနေအိမ်တွေကိုမီးရှို့ပြီးရွှေကူနီဖျားတဲ့အထိုင်စကန်ဖွင့်ထားတဲ့စိုးအစုကိုအဂုတ်20ရက် စက်တင်ဘာ12ရက်နဲ့စက်တင်ဘာ16ရက်နေ့တွေမှာတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့အောင်စိုးစုတွေအသေးအပြောက်များခဲ့ပေမဲ့စခန်းမသိမ်းနိုင် ခဲ့ဘူးလို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဘကလည်းစက်တင်ဘာ19ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။